မြန်မာထိုင်းနယ်စပ်အနီးအနားကမောတောင်မြို့သိမ်းတိုက်ပွဲကြောင့်ထွက်ပြေးတိမ်းရှောင်လာတဲ့စစ်ရှောင်း2000ကျော်ဟာဆောင်းရသည်ရဲ့အေးအေးတန်ကြောင့်ဆောင်းဖြာနဲ့အမိုးကာတွေအေးပေါ်လိုအပ်နေတယ်လို့စစ်ရှောင်းတွေနဲ့ကုညီပေးနေသူတွေကပြောကြပါဗျ။အောက်ခံသတင်းပေးပို့ထားတာပါရှင်။မြန်မာထိုင်းနယ်စပ်အနီးကမော်တော်မြူသိန်းတိုက်ပွဲကြောင့်ဒေသခံပြည်သူများထောင်ကျော်အားမြန်မာထိုင်းနယ်စပ်မြင်းအနီးနဲ့နေဆက်ရာတွေကိုထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ် လက်ရှိမှာလည်းစစ်ကော်မရှင်ကစုံယုံထားတဲ့မောတော်မျိုးနဲ့တက်စကန်တွေကိုပြန်လည်သိမ်းပိုက်နိုင်ရေးလေကြောင်းပစ်ကူနဲ့မြေပြင်စစ်ကြောင်းထိုးနေတာကြောင့်ဆက်လက်စစ်ဆောင်နေရပါတယ်။ဒါကြောင့်စစ်ဆောင်ပြည်သူတွေဟာယာယီတဲဒီမှာလုံခြုံမှုမရှိတာကြောင့်စောင်းရနေရဲ့အေးဒဏ်ကိုရင်ဆိုင်နေရပါတယ်။ဒီစီဆောင်ရမှာအတိတ်ကပါလို့အချိန်ရရှိနေလဲဆိုတော့ဒီမှာဆောင်းရတည်ပြေဒေတာနေဆိုင်ရဲ့မော်ဒယ်နေဆိုင်ရဲ့အဆောင်းရပြန်တော့အေး အာတို့မှာတချို့ဆင်ရှားရထမစီလေးဖြန်းထားတဲ့ဒီတဲ့ချင်းရဲ့အုပ်လေးပေါ်ပြီးတော့အဲဒီခဏဆက်ချက်ဆီဆက်ကြုံရင်မနေ့မြန်မြန်ကြီးပြာကလေးတင်နေလေမနေ့ညဆိုတော့အဲသူတို့ရအတူကောင်းပါလို့လဲဆိုတော့စာရင်းဖြာရင်းအဲဒီမျိုးတွေညာနေနေထွေးစီမှာရောင်းနေမျိုးလို့အမ်းပါနော်လက်ရှိမှာလဲစစ်ကော်မရှင်ကမောတော်မျိုးနဲ့ထုံခံမောတိုင်းနမင်းကကြွေရလေးကိုလေချောင်းကနေဘုံကျဲတိုက်ခိုက်နေပါတယ်စစ်ဆောင်ပြည်သူရဲ့လူအပ်ချက်တွေကို ူညီပေးရမှာထိုင်းရနာပိုင်တွေရဲ့တားမြစ်ပိတ်ပင်မှုတွေကြောင့်ခက်ခဲတွေရှိနေတယ်လို့ဆစ်ဆောင်ရေးကူညီပေးနေသူတွေကပြောပါတယ်ထိုင်းစစ်သားထမိတ်ထုတ်ပဲပုတ်ခွဲပေးရကြတဲ့ပစ္စည်းပုတ်ခွဲမပေးတော့လူစိပုံရတာပဲချုပ်ပိုးတို့ပတ်ပူရီတို့ဖယားနေလဲဆန်းလွန်လူတာတွေထမိတ်ထုတ်တွေလော့ပေးတာတွေကားတွေကားတွေနဲ့လော့နေကြပေါ့နော်လော့နေကြအအစာပိုင်းမတော်ကိုလူတွေကအထက်ထီဝယ်ပေးရောပေါ့နော်နောက်ရင်ကျတော့ကားသမားတော်မပေးရေပေါ့နော်ထိုင်းစစ်သားကိုယ်တိုင်မောက်ကြီးတဲသွားတယ်အဲ့လိုမျိုးပေါ့နော်ကိုပဲဝိတ်ဖိုင်မိရဟဲ့ ဒါပုတ်ဗီဒီယိုတွေရိုက်ခွေမြောအထက်အစင်စောင်းတွေကတော့ live ပေါ်နေအချိန်တွေကပြောနေတော်မျိုးတော့ရှိမှာပေါ့နော်အပြီးတော့မိုးရီရွာမှာဖြစ်တဲ့ကိဒါပဲကုနေတဲ့ဖွယ်လေးကနေလူကောင်းတွေလူပေးရရပေါ့နော်မိုးရွာချုပ်ထားရပေါ့အရင်ပေါ်တော့ဘူကောင်းကလေးအဲပြီးတော့အောက်ပေါ်ဆယ်ဆောင်းတွေအတွေ့ကြတော့ဒိုမနီကဒီနေဆန် KU ဘိုင်းနဲ့ချိန်စီပြီးတော့ပေါ့ဆာတွေစီတွေမမောငေါတေတာအပြတ်တော်ပေါ်ရပေါ့နော်မိုးကောင်းအဲ့ဒါတွေပို့သွင်းလိုက်ပြီပေါ့နော် ဝေါ်တော်မျိုးသိမ့်တိုက်ပွဲတွင်အရာရှိပါဝင်စစ်တုံးပွဲ40ကျော်နဲ့လက်နက်ခဲယံများပြားသိမ်းဆီးရမိခဲ့ပါတယ်။ဒါအပြင်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်40ကျော်အားထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားခဲ့ပါတယ်။တိုက်ပွဲတွင်စစ်ကောင်မရှင်ကလေကြောင်းကနေမျိုးရင်းကိုဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ထိခိုက်ပျက်စီးရရှိတယ်လို့ KNU ကထုတ်ပြန်ပါတယ်။ကျွန်တော်အောင်ခံပါ